တရုတ်ရဲ့ဂျာဝင်စစ်စမ်းမှုနဲ့တောင်အောင်မြို့သားလူမျိုးရေးတပ်မတော် TNL နဲ့စစ်ကော်မရှင်တို့ကိုကြိမ်မြောက်တွဲဆုံဆွေးနွေးခဲ့ကြပြီးဒီနေ့အော်တိုဘာလ26ရက်နေ့ကစလို့အပြစ်ခတ်ရက်ဆဲဖို့သဘောတူညီလက်မှတ်ရေးထိုးခဲ့ကြောင်းတောင်အောင်အဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။တရုတ်နိုင်ငံရဲ့အထူးကိုယ်စားလှယ် Mr. တိတ်ရှိကျင်းရဲ့ဂျာဝင်ညီနိုင်မှုနဲ့ TNL နဲ့စစ်ကော်မရှင်တပ်အကြားကိုကြိမ်မြောက်ဆွေးနွေးမှုကိုအော်တိုဘာလ28ရက်နေ့နဲ့28ရက်နေ့တွေမှာကျင်းပပြုလုပ်ခဲ့ပြီးတဲ့နောက် ်အခုလိုသဘောတူညီချက်ရရှိခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်ဒီဆွေးနွေးပွဲမှာ TNLA ဘက်ကဒုတိယဗိုလ်ချုပ်ကြီးတားချုပ်ကြားဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့စစ်ကော်မရှင်ဘက်ကဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့တို့တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်ဆွေးနွေးပွဲရလဒ်အနေနဲ့ TNLA တပ်ဖွဲ့ဝင်တွေက၎င်းတို့တစ်တုံညာနှစ်ခွန်စစ်စင်ရေးအတွင်းတင်ပိုက်ခဲ့တဲ့မိုးကုံနဲ့မုံမိတ်မြို့နယ်တို့ကနေတက်မှတ်ကာလာတွင်ဆုတ်ခွာပေးဖို့နဲ့စစ်ကော်မရှင်ဘက်ကလည်း TNLA နယ်မြေတွေကိုလေရင်ဘုံကျဲခြင်းထိုးစစ်ဆင်တိုက်ခိုက်ခြင်းမပြုလုပ်ဖို့သဘောတူညီခဲ့ကြတယ်လို့တီးရပါတယ်စစ်ကော်မရှင်တပ်ဟာမကြာသေးမီကပဲ TNLA တင်ပိုက်ထားတဲ့နောင်ချိုကြောက်မဲနဲ့တီဘောမျိုးတွေကိုပြန်လည်တင်းယူပြီးတဲ့နောက် TNLA ထိန်းချုပ်နယ်မြေတွေကိုပြည်ပြင်ထိုးစစ်နဲ့လေကြောင်းတိုက်ခိုက်မှုတွေစက်တိုက်ပြုလုပ်နေကြတာဖြစ်ပါတယ်တအောင်မျိုးသားလူမျိုးရေးတပ်မတော် TNLA ဟာတစ်တုံညာနှစ်ခွန်စစ်စင်ရေးမှာအဓိကနေရာကပါဝင်ခဲ့တဲ့ညီနောင်မဟာမိတ်တုံးပွဲနဲ့ မြန်မာမျိုးရဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ပြီးနောက်အာဏာသိမ်းစစ်တပ်နဲ့ဒုတိယမြောက်အပြစ်ခတ်ရဲစဲရေးသဘောတူညီချက်ရရှိခဲ့တဲ့အဖွဲ့ဖြစ်လာပါတယ်။မြန်မာမျိုးရဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ဟာလည်း2025ခုနှစ်မတ်လမှာတရုတ်ရဲ့ဂျာဝင်ညှိနှိုင်းမှုကြောင့်စစ်ကော်မရှင်တပ်နဲ့အပြစ်ရခဲ့ပြီးလာရှိုးကနေပြန်လဲဆုတ်ခွာထားရတာဖြစ်ပါတယ်။